ပြိုင်ပိခတ်စော်ဟေးစပိန်ယူသွားမယ်ဆိုဦးကောင်းမြတ်ကဒုတိယကြိမ်ထပ်ပြောပြန်ပါတယ်နောက်မှပဲလာယူတော့မယ်ဦးအခုကျွန်တော်ပြန်လိုက်ပါဦးအဲခြံဝင်းထဲမှာရထားတဲ့ကျွန်တော်စပိန်ကြီးကိုပဲကျွန်တော်ထွက်လာလိုက်ပါတယ်တော့ဖွင့်နေတော့ကျွန်တော်နောက်မှဦးကောင်းမြတ်ကလာရက်တယ်ဦးတန်းနဲ့မေကုဏအချုပ်ထဲမှာဘာတွေပြောနေကြတာလဲအော်သူ့ကောင်မလေးအကြောင်းလို့ကျွန်တော်ပြောထားတာဟုတ်မဟုတ်ဘူးမင်းတို့ဒီစပိန်ကိုတယောက်ယောက်စီကိုပြဖို့ပြောနေတာဦးကြားပါတယ် ဒီကောင်စိတ်ပူလွန်းနေတာပါဦးကောင်မြတ်ဟာကျွန်တော်လက်မောင်းကိုစုပ်ကင်လိုက်တယ်အဲ့ဒီစပိန်နဲ့ပတ်သက်လို့တာဘာရီတိထားတာလေဖျားဘာဦးပြောတာလဲဦးကိုတကမင်းမပြောဘူးလည်းမလားဒီစပိန်က ပြဿနာရှိတယ်ဆိုပြီးဩကျွန်တော်စိတ်ထဲထင်တာရှောက်ပြောလိုက်တာပါဦးဘာရင်မဟုတ်ပါဘူးမဟုတ်ဘူးဒီစပိန်ကပြဿနာရှိနေတယ်လာဦးဦးနဲ့လိုက်ခဲ့ဦးကောင်မြတ်ဟာကျွန်တော်လက်မောင်းကိုကင်ပြီးကားဝတော်စီကိုခေါ်သွားတယ် ကားကိုယ်တော်ဟာတစ်သားတိုင်းနေတန်းတွေကိုပတ်ကြလေတူပြားတွေနဲ့ကာထားတဲ့အဆောက်အဦးဟာအထဲမှာလဲတလပတ်နဲ့အုပ်ထားတဲ့ကားစီရှိနေပြီနောက်ထပ်ကားစီထိုးဖို့တီကိုကျဲတာပါအပေါ်မှာထက်ကိုလေးတစ်ခုရှိပြီးဟောင်းနှဲနေတဲ့လေကားတစ်ခုထောင်းထားတယ်ခဏဆောင်ဦးကောင်းမြတ်ဟာလေကားအတိုင်းအပေါ်ရက်ကိုတက်သွားပါတယ်ကျွန်တော်အောက်ကနေကြည့်ရင်ထက်ကိုအပေါ်ရက်ကိုလှမ်းမြင်နေရတယ်တန်တစ်တာဟောင်းသုံးလုံးလောက်ထပ်ထားတဲ့အထဲကနေအလဲကလုံးကိုဦးကောင်းမြတ်ကဖွင့်လိုက်တယ် ပြီးတော့လက်ထဲမှာတစုံတစ်ခုကိုယူပြီးပြန်ဆင်းလာတယ်။သူ့လက်ထဲမှာပါလာတာကဓာတ်ပုံအယ်ဘမ်အဟောင်းတစ်ခုပါ။အပြင်မှာနိုင်အတွက်ပြင်ဆင်နေတဲ့လူတွေကိုဦးကောင်းမြတ်ကတစ်ချက်လှမ်းကြည့်ပါတယ်။ပြီးတော့ကားကိုယ်တော်တကားတစ်ချမ်းကိုတွားပိတ်လိုက်တယ်။ကားကိုယ်တော်ကအလုံးပိတ်မှုအလင်းရောင်ကမစိုးမပို့ပဲ။ဒီမှာဒီပုံကိုကြည့်ကြည့်အယ်ဘမ်ထဲကအဖြူမဲဓာတ်ပုံလေးတစ်ပုံကိုဦးကောင်းမြတ်ကကျွန်တော်ကိုပြပါတယ်။အာဂဒဝိဆုံကိုစီနဲ့ဆယ်ကျော်သက်လူငယ်၃ယောက်ပုံပါ။ ယောက်ျားလေးနှစ်ယောက်ကမိန်းကလေးရဲ့ဘေးတစ်ပတ်တစ်ချက်မှာမတ်တက်ရက်နေကြတယ်။မိန်းကလေးပုံမမြင်မြင်ချင်းကျွန်တော်ပါဇက်ကဟာကနေအတန်ထွက်သွားတယ်။ဤစဉ်မော်ဒါကျွန်တော်ရဲ့မက်စင်မှာမက်စင်ပဲမျက်လုံးမျက်ခုံးနှာတန်းအကုန်လုံးကသူ့မသူသပင်ပုံစံပဲမတူတာမက်စင်က3 step ကြီးဒီတဲ့မိန်းကလေးကငငယ်ကမေတန်းတို့ခေတ်ကလို့အမောက်ထောင်ထားတဲ့သပင်ပုံစံမျိုးဒါကျွန်တော်စော်လေးဦး ။ဦးကောင်းမြတ်ကကျွန်တော်ကောင်းကိုလက်နဲ့တွန်းလိုက်ပါလေ။ပေါက်ကရီမပြောစမ်းနဲ့ကွာ။ဒါလွန်ခဲ့တဲ့25နှစ်လောက်ကရိုက်ထားတဲ့ဘုံဒီဘက်ကလူကိုမင်းသိလား။မင်းကလေးရဲ့ညာဘက်ကလူဟာအယက်မင်းမင်းပိမ့်ပိမ့်တွတ်တွဲသပင်အတူနဲ့အောင်ကောင်းတဲ့ခက်စင်စင်တော့တူနေသေး။သိပြီ။ဒါဥပုံမဟုတ်လား။အေးဟိုဘက်ကလူရောသိလား။ခန္ဓာကိုယ်ပါပါသပင်ဘေးကွက်နဲ့စူးရစိတ်ကူကိုကင်ထားတဲ့သူဘသူပါလဲ အဲ့တော့အောင်နိုင်ထွေးပဲစပိန်ချမ်ပီယံအောင်နိုင်ထွေးဗျာဟုတ်သားပဲအောင်ကောင်းကျွန်တော်ကိုတခါပြဘူးတဲ့အာကစားသမားဂျာနယ်ဖြတ်ပိုင်းတွေကဒီလူအချိန်ကဒီစပိန်ရဲ့ပိုင်ရှင်အောင်နိုင်ထွေးဟဲဦးရဲ့အလေကတော့ဣပြူပေါ့ကွာရန်ကုန်အာကစားသိပ္ပံမှာခင်မင်ကြတဲ့တငယ်ချင်းတွေပေါ့အောင်ကောင်းပြပြဦးတော်တော့သူဦးလေးတွေကအဲ့ဒီထဲကစပိန်သမားနဲ့တငယ်ချင်းတွေဆိုလားတကယ်တော့ဦးတငယ်ချင်းမှာ ်ဦးနဲ့ရင်းနှီးပြီးမှဦးညီတွေနဲ့လည်းရင်းနှီးကြတာဒီကိစ္စကိုမင်းငယ်ချင်းအောင်ကောင်းတော့မသိခဲ့ပါဘူးတကယ်တော့ဒီစပိန်အောင်ကောင်းလက်ထဲကိုရောက်လာမှဦးလည်းအောင်နိုင်တွေးရဲ့ဘိန်းဆိုတာကိုသိခဲ့တာကံကြမ္မာကြောက်ဖို့ကောင်းတယ်ဦးတို့ဘာတွေဖြစ်ခဲ့ကြလဲလေဦးဒီကိစ္စကိုဘသူကိုမှမပြောပြရဘူးလို့ဆုံးဖြတ်ထားတာဒါပေမဲ့ဦးကောင်းမြတ်ဟာစကားကိုမဆက်သေးပဲတခုခုစဉ်းစားနေပုံပါပဲဒီအပိုင်းကမင်းအနီနာကြီးလည်းရှိသေးတော့ မနှက်ဖြန်နာရေးချပြီးရင်တော့ဦးမင်းကိုတေးချပြောပြပါမယ်။မင်းငယ်ချင်းအောင်ကောင်းအတွက်လည်းမင်းတခုခုကူညီနိုင်မယ်လို့ဦးထင်တယ်။ဦးကောင်းမရဲ့အတန်ကဖြောတော့နေတယ်။ဒါနဲ့ဦးဒီတဲ့မင်းကလေးကကျွန်တော်တေးတဲ့တယောက်နဲ့တွားတူနေတယ်။ဦးကောင်းမြတ်ကဓာတ်ပုံကိုတေးသေးချာချာကြည့်လိုက်တယ်။ဒါအိပြူပုံလေ။ဟုတ်တယ်။ तू ကကျွန်တော်ကောင်မလေးပုံနဲ့တော်တော်တူနေတာ။မင်းကောင်မလေးနာမည်ကဘသူလဲ။ဤစင်မော်ပါ။ဤစင်မော်ဤစင်မော် င်းနာမည်ပါခန့်စင်တူနေတာပဲဟုတ်တယ်ဦးတော်တော်လေးကိုတူတော့ပါအင်းလေလူတူမရှာနာမည်တူမရှာပဲဟိုကဲကဲတပတ်ကမနက်9နာရီလောက်အင်းကိုလာခဲ့ကွာကျွန်တော်ဂူရောင်ထဲကနေပြန်ထွက်လာခဲ့အဲပြင်ပလေးကိုရှူရှိုက်လိုက်မှာပဲလူကလန်းဆန်းသွားတော့အဲဘာကြောင့်မင်းမသိကားကိုယ်ရောင်ကြီးထဲမှာတော့ငါစိတ်ထဲမုံမုံကြက်ကြက်ကြီးကိုခံစားနေရတယ်ကားကိုယ်ရောင်တစ်ပေးမှာရပ်ထားတဲ့ပြိုင်မင်းကိုကျွန်တော်တစ်ချက်ကြည့်ခဲ့သေးတယ် ဘယ်ဘက်လက်ကင်မှာအချိုက်နေနဲ့ဟေးမောင်စိတ်ကောင်းနေတာလားလမ်းထိပ်ဘန္နာပင်အောင်စိုက်ကားကိတ်ကနေစိုက်ကားပေါ်တက်ထိုင်နေတယ်ကျွန်တော်ရှိတဲ့တဲ့ကိုမက်စင်က စပိန်လာရပါတယ်ကျွန်တော်ကတချို့ညနေတွေဆိုရင်ဒီဆိုင်ကားကြီးကကိုမောင်ပုတို့ကိုစန်းထွန်းတို့နဲ့သူတို့ဆိုင်ကားပေါ်ထိုင်ပြီးစကားပြောလို့ရှိပါတယ်။ဆိုင်ကားရဲ့ကူရှင်ပေါ်ထိုင်ပြီးလမ်းပေါ်ကဖြတ်သွားတဲ့သူတွေကိုငေးရတာကအရသာတစ်မျိုးဟိုဗျ။ ဟုတ်ပါရဲ့ကျွန်တော်မန်းစင်ကိုအဆက်အသွယ်မလုပ်တာနှစ်ရက်တောင်ကြာပြီကောအောင်ကောင်းကိစ္စခေါင်းစားနေတာနဲ့ပဲသူ့ကိုသတိမရဖြစ်တာအခုတော့သူကသူ့ကိုကျွန်တော်ကစိတ်ဆိုးနေတယ်ထင်နေပြီမတက်နိုင်ဘူးဒါမျိုးအခြေအနေကရခဲ့တယ်ချော်လဲရောတန်ရမှာကောဟေးစိတ်ကောက်နေတာလားလို့မေးနေတယ်လေမျက်နှာကလည်းမမတငယ်ချင်းနေတယ်ကျွန်တော်ကိုလှောင်တာကိုဗျသူ့ဘာရတာဆိုအမလေးငားမောင်ရဲ့ အခုတူပါရတာမဟုတ်တော့ပါဘူးစိုက်ကားเสียဖြစ်နေပါပြီဟာညာကဲမောင်ကန်သုံးလမ်းထိပ်မှာရခိုင်မုတ်တီတွားတော့မယ်လိုက်ခဲ့ဒါမျိုးတော့ဆက်ခနေပေါ့စိုက်ကားနဲ့တော့လိုက်မလာနဲ့နော်ကြည့်ရနင်းကဲဘလောက်မိုက်ပြီလဲမက်စင်ကသူ့စပိန်ကိုကျွန်တော်ထိုးပေးတယ်ကျွန်တော်ရှေ့ကနေနင်းလိုက်တယ်မက်စင်ကနောက်ကနေဘေးတစောင်းလေးထိုင်ရင်ကျွန်တော်အင်ကြီးစားကိုအသာဆွဲတယ်ပြီးတော့ကျွန်တော်ခါကိုသူ့လက်ထဲကိုအသာလေးတိုင်းဖက်လိုက်တယ် အဲ့ဒီကိုက်တန်ကရုပ်ရှင်ထဲမှာအနည်းပြောင်းဝင်နေဆိုရင်ကျွန်တော်မျက်နှာမှာဖြစ်သွားတဲ့အမှုရကအစင်းစင်ပြောင်းလဲပုံကိုတေချာမြင်ရလိမ့်မယ်ဗျစပိန်နေနေတဲ့ယောက်ျားလေးတယောက်ရဲ့နောက်မှာအာဂူတကြီးခါပတ်စည်းနေတဲ့မိန်းကလေးပါလာတယ်အရသာဘလို့လဲဘဲနေလေကျွန်တော်ကမက်ဆင်ရဲ့ဂျပန်မိန်းအပြာလေးကို Formula 1စီးရတယ်မှတ်တာပဲပေါကန်၃လမ်းတိတ်ကိုရောက်တော့ရခိုင်မုတ်ဒီဇိုင်းလေးရဲ့အတွင်းဘက်ဝိုင်းပွဲဟာလွတ်နေတာနဲ့အတော်ပဲမက်ဆင်ကရခိုင်မုတ်ဒီတပွဲကိုပဲကြော်ငပယ်နဲ့မှားတယ် ကျွန်တော်ကမဟုတ်ဒီတော့ငါမောင်ပြောက်နေတော့မအစိတ်ပူနေတာတိလားလွမ်းနေတာမဟုတ်ဘူးလားအင်းဘောအရင်ဆိုညနေခင်းကဗျာညဆိုင်ကိုတော့ရောက်လာသေးတယ်မဟုတ်လားကျွန်တော်မက်စင်ကိုတေချာစိုက်ကြည့်နေမိတယ်ဟဲ့စားလေဘာကြည့်နေတာလဲမမအောင်ကောင်းကိစ္စတိလားတိတယ်လေဒါလည်းမေးကျင်လို့မောင်နေငယ်ချင်းကဘာလို့များဒီလိုလှုပ်လိုက်ပါလိမ့်နော်သူ့မိတွေကနှိမ့်ဆက်လို့များလားတေချာတော့မသိသေးပါဘူးမမရဲ့ ေးလေအသက်ငယ်ငယ်လေးနဲ့ဒီလောက်လည်ရဲ့ဆက်ရင်တော့ဒါနဲ့မမနဲ့အရန်တူတဲ့အမျိုးသမီးတယောက်ကိုကျွန်တော်တွေ့ခဲ့တယ်။မဆင်က ရခိုင်မုတ်ဒီပူပူလေးတဲ့ကငဘယ်ဘက်ကိုစဲစားနေရင်နဲ့ကျွန်တော်ကိုမျက်လုံးလေးပြူပြီးကြည့်တယ်။တကယ်တူတာသပင်ပုံစံပဲကွဲသွားတာ။ဘမတွေ့တာလေ။ဓာတ်ပုံထဲမှာပဲလွန်ခဲ့တဲ့25နှစ်လောက်ကဓာတ်ပုံမဆင်ကရခိုင်မုတ်ဒီပကံကို စိုက်ကြည့်ပြီးခဏငြိမ်သွားတယ်။မမအဲ့ဓာတ်ပုံကိုကြည့်လို့ရမလား။ရနိုင်ပါလေ။ ဒါပေမဲ့အဲ့ဒီတပ်ပုံကအောင်ကောင်းဖေစီမှာရှိနေတာသူ့စီမှာဟုတ်လားဟုတ်တယ်အောင်ကောင်းဖေရဲ့စပိန်ချန်ပီယံတယောက်ရဲ့အဲ့ဒီအမျိုးသမီးရဲ့အားကစားသိပ္ပံတက်တုံးကရိုက်ထားတဲ့ပုံနဲ့အဲ့ဒီအမျိုးသမီးနာမည်ကအီဖြူမဟုတ်လားကျွန်တော်ပါဇက်ကအာမေရိတန်ကြီးမထွက်အောင်ထိန်းထားလိုက်ရတယ်ဟုတ်တယ်အဲ့ဒီနာမည်ပဲအမအဲ့ဒီအမျိုးသမီးကိုတိလားမက်စင်ကသူ့ရဲ့ပါဇက်အိတ်တဲတဲလေးကိုဈေးပွင့်လိုက်တယ် အဆက်အိမ်ထဲမှာပလတ်စတစ်လောင်းထားတဲ့အဖြူမဲလိုင်စင်ဓာတ်ပုံလေးတပုံ။သူမဟုတ်လား။ဟုတ်ပါလေ။ကျွန်တော်ဥကောင်းမျက်စီမှာတွေ့ခဲ့ရတဲ့ဓာတ်ပုံတွေကအမျိုးသမီးပါ။ तू ကမမနဲ့ဘာပတ်သက်တာလဲ။ तू ကမမအမေအရင်မှာဗျာ။ဟုတ်တယ်။ဒါပေမဲ့ तू ဖယောက်သွားလဲမမမသိဘူး။မမကိုမွေးပြီးတဲ့အချိန်မှာအခုလက်ရှိမမရဲ့အဖေအမေတွေစီကိုထားသွားခဲ့တာ။မမရဲ့လက်ရှိအဖေအမေတွေကလည်းမမရဲ့ဘာကြီးအင်းနဲ့ကြီးတော်တွေပါပဲမမရဲ့အကိုကြီးဟော ကျွန်တော်မက်ဆင်ကိုကြည့်ပြီးတော်တော်စိတ်မကောင်းဖြစ်သွားတယ်မမဖေကရောမက်ဆင်မျက်နှာရုပ်ရည်ပြတ်သွားတာသတိထားမိတယ်ပြီးတော့ခေါင်းခါတယ်ပြဿနာရှင်းမယ်ရတယ်မမကျွန်တော်ရှင်းလိုက်မယ်ပြောတာပြောရတယ်ကျွန်တော်လည်းစိုက်ကားကြီးမှာထိုင်နေတော့လိုက်လာရဆိုတော့ပြဿနာကတပြားမှထဲ့မလာဘူးရှင်းဆိုလေအကျွေးထားမှာမတိုက်မယ်ပြောရတာလေရတယ်မက်ဆင်ကစန်းရှင်စီထားသွားပြီးပြဿနာကိုရှင်းတယ်မမမကြိုက်တဲ့မိကုံးကိုကျွန်တော်မေးမိလို့တောင်းပန်ပါတယ် ရပါတယ်။ဒါပေမဲ့မမရဲ့အကြောင်းကိုဒီလိုအမှန်တိုင်းပြောပြတာမောင်လေးကိုပဲရှိသေးတယ်။ညာဦးဝင်းရောက်တာနဲ့အမျှမကတလန်းမဟာရှုပ်ထွေးလာတယ်။ဂျာမနီလက်ဖက်ဆိုင်ရှေ့မှာစပိန်ဘော်ကနေရင်ကော့ပြီးဆင်းလာတယ်။ကျွန်တော်ကကာလာသားကြီးတွေက အောင်ပွဲရဲ့စစ်သူကြီးတွေလိုမျိုးအော်ခဲ့ပြီးကြိုးစုံနေကြတော့လား။လာတာဒေါ်တင်ကြီးရဲ့နားရည်ပြီးနောက်နေ့မနက်မှာပဲဥကောင်းမြတ်တို့အိမ်ကိုကျွန်တော်ရောက်သွားတယ်။ကျွန်တော်တို့ရောက်ွက်တဲ့ကနိုင်အိမ်တွေဆိုရင် ရက်မလဲမချင်းဖဲဝိုင်းနေဘာတွေနဲ့စီကားနေတတ်ပေမဲ့ဥကောင်းမြတ်အိမ်ကတော့အဲ့လိုမဟုတ်ပါဘူးလူတယောက်မှမရှိပဲတိတ်ဆိတ်နေတယ်ဥကောင်းမြတ်ကအေကန်းနဲ့ဆိုပါပေါ်မှာကျွန်တော်ကိုထိုင်ခိုင်းတယ်ပြီးတော့ဖုန်တွေတွက်ပြီးဟောင်းနေတဲ့ဖလားတစ်ခုကိုကျွန်တော်ရှေ့မှာခြားထားတယ်သူကကျွန်တော်ရှေ့တက်တဲ့ခုံမှာခြေချိတ်ဝင်ထိုင်ပြီး secret ဘူးတဲ့က secret တလေးကိုထုတ်ပြီးမြည်ညိလိုက်တယ်ဥကအားကစားသမားဆိုတော့ secret မတော့တာကြာပြီအခုမှပြန်တော့တာဩဟုတ်ကဲ့ဦး စုပလာကိုတားကြည့်ကြည့်ပါ။အိုး၊ဗျာမစီမဆိုင်သူ့စုပလာကြီးကိုကြည်ခိုင်းနေလို့ကျွန်တော်မှကြည်လိုက်ရသေးတယ်။ဒီဘဲသမီးသေးပြီးမကြခင်မှာနောက်မင်းမသေးတားကအဖမ်းခံရလို့ယူသွားပြီလား။အော်ဒီဖလားက1986ခုနှစ်ဂျပန်မှာလုပ်တယ်။အာရှတကွန်ဆိုင်တန်းနဲ့ပြိုင်ပွဲမှာဦးရခဲ့တဲ့ဖလားပဲ။အော်ဟုတ်ကဲ့။အခုဦးပြောပြမယ့်ကိစ္စဟာဒီဖလားနဲ့အများကြီးသက်ဆိုင်နေတယ်။ဒီဖလားကြောင့်ဖြစ်ခဲ့တာလို့တော့ပြောလို့ရတယ်။ ်ဦးကောင်းမြတ်ဟာသူ့ရှေ့ကဖလားကိုနာနာကြီးကြီးနဲ့ကြည့်နေတယ်။ပြီးတော့ secret မိခိုးငွေတွေကိုမှုတ်ထုတ်ရင်ခေါင်းငုံသွားတယ်။သူ့ပုံစံကိုကြည့်ပြီးကျွန်တော်လည်းဘာလို့ရမှန်းမသိ။လောလောလတ်လတ်လူတတ်မှုဖြစ်ထားတဲ့အိမ်ကြီးထဲမှာသူနဲ့ကျွန်တော်နှစ်ယောက်တည်းရှိနေတာကိုလည်းကြောက်လာတယ်။ဒေါ်သိန်ကြီးကိုဦးကောင်းမြတ်တတ်လိုက်တာတော့မဖြစ်နိုင်ဘူးလား။အောင်ကောင်းကသူ့အဖေအပြစ်ကြမှာဆိုလို့ရှောက်ပြောနေတာတော့မဖြစ်နိုင်ဘူးလား။ဦးပြောမယ်။ဦးပြောတော့နားတော်ပြီးရင် ကဒီပြဿနာကိုရှင်းဖို့ကုညီပေးဖို့ဂရိပေးပါဗျာနှစ်ပေါင်းများစွာလျှို့ဝှက်ထားတဲ့လျှို့ဝှက်ချက်တစ်ခုမို့ပါဒီလျှို့ဝှက်ချက်ကိုသာတည်ပြီးပြီဆိုတာနဲ့ဦးလေကျွန်တော်ခေါင်းငုံမိပါတယ်ဖြစ်နိုင်ဒီကနေထပြေးကျင်စိတ်တော့ပေါက်တယ်တကယ်ဆိုရင်ဒီလိုပြဿနာတွေကကျွန်တော်တို့ဆယ်ကျော်ဆက်တယောက်နဲ့ဘာမှဆိုင်ရာမရှိဘူးလေဟိုနေ့ကဓပ်ပုံတဲ့ကစပိန်ချန်ပီယံအောင်နိုင်တွေကိုကားနဲ့တိုက်တက်တာဦးပဲဗျာဆက်ရ